ားလုံးမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလဲခင်ဗျကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်တဲ့ challenge တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မဆွေရနေတဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဈေးကွက် data ရှင်တွေကဘယ်လိုရှိနေလဲခေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်နားလည်မယ်အာလက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့7000 3000 7400ကျောင်းမှာရှိနေတော့ကျွန်တော်တွေ့ရတယ်တခြား ETH SHRP BNB TRH FS BCH LTC ပေါ့နော်ဒီ coin ရတော့နည်းနည်း downside မှာရှိနေတော့ကျွန်တော်တွေ့ရတယ် solana.ada. APT နေရ ICP ပေါ့နော်ဒီကွန်ရရတော့နည်းနည်းတက်လာတဲ့အနေအထားမှာကျွန်တော်တွေ့ရတယ်ပေါ့တော့မှဆိုရင်ဈေးကွက်မှာလည်းရှိဒါကောင်းကောင်းမို့ရီကဗာရီဖြစ်နေတယ်ပေါ့နော်ဒါ down side ကိုရောက်သွားတဲ့ coin တရားလည်းအရင်ဆိုးဆိုးဝါးဝါးကျသွားတဲ့အနေအထားတစ်ခုတော့မဟုတ်ဘူးပေါ့နော်ဆိုတော့လက်ရှိ market မှာတဖြည်းဖြည်းနဲ့ recovery ဖြစ်လာတာကိုလည်းကျွန်တော်တွေ့ရတယ်အာကျွန်တော်ရဲ့ target တွေဖြစ်တဲ့8000 8000ကျွန်တော်ဟိုဘက်ကို9200ဆိုတဲ့ target တွေကိုလည်းကျွန်တော် achieve လုပ်ခဲ့ပြီပေါ့နော်ဒါအရင် video မှာကြီးထားတဲ့သူတွေအနေနဲ့ဆိုရင်တော့ဒီ clip ကိုနားလည်မယ်ပေါ့ဆိုတော့လက်ရှိပြန်ပြီးတော့ကျွန်တော်အတွက် target တွေ အာကျွန်တော်တို့အန်တီဖိုင်းတွေဘယ်လိုရှိမလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် trading view မှာနားလည်မယ်ပေါ့ဆိုတော့လက်ရှိကျွန်တော် BTC ရဲ့ 4-hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ဒါ 4-hour chart pattern အရကျွန်တော်ရေးပြောထားတဲ့အတိုင်းပေါ့နော်ဒါ BTC ကကျွန်တော်ဒီ8000 3000 8000 4000ကို break လုပ်မယ်ဆိုရင်တော့ဒါကျွန်တော် downside ကိုရောက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်9000 9000အောက်ကိုလည်းတစ်ချက်ရောက်ခဲ့တယ်ပေါ့အဲ့ကနေစပြီးတော့ကျွန်တော်တို့ recovery တစ်ဖြည်းဖြည်းစလာခဲ့တာပေါ့နော်အာလက်ရှိဆိုရင်ကျွန်တော်တို့ဒါ အာ7000 9000 2000ဆိုတော့ကျွန်တော်တို့ဒီ target တွေဖြစ်တဲ့ target နှစ်ခုလုံးကိုကျွန်တော်တို့က thrust လုပ်ပြီးတော့မှအထက်ကိုပြန်ရောက်သွားခဲ့တယ်ပေါ့ဒါတွေကကျွန်တော်ပြောထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီဒါ7000 8000 4000ကို break လုပ်မယ်ဆိုရင်တော့ကျွန်တော် down side ကိုသွားမယ်ဒါ cross လုပ်မယ်ဆိုရင်တော့အထက်ကိုကျွန်တော်8000 8000 9000 2000ပေါ့နော်ဒါဒီလိုနဲ့ကျွန်တော် target တွေရှိမယ်ဆိုပြီးတော့ကျွန်တော်ရင်ပြောထားတာလည်းရှိတယ်ထပ်ပြီးတော့ကျွန်တော်တို့ entry point တွေ target တွေကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့ဆိုတော့လက်ရှိကျွန်တော်တွေးနေတွေးနေရတာ BTC က higher high pattern ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ ဟာလို့ကျွန်တော်တို့ဘယ်လောက်ထိရောက်မလဲဆိုတာကြတော့တစ်ချက်စောင့်ကြည့်ရမယ်ပေါ့ဆိုတော့ဒီမှာလုံအောင်အန်တီမေယူရတည်တဲ့သူတွေအနေနဲ့ဒါအန်တီပန်တစ်ခုကတော့8000 8000 9000ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒါ first entry ပေါ့ fresh entry တစ်ခုဖြစ်မှာပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ small margin low leverage ပေါ့နော်ဒါအာ first entry တစ်ခုကိုကျွန်တော်ယူလို့ရတယ်အာဆိုတော့ထပ်ပြီးတော့ BTC ရဲ့ price ကဘယ်လိုအနေထားရှိမလဲဒါတွေပို့ပေါ့နော်ကျွန်တော်တို့ဒါ daily chart pattern မှာပို့ပြီးတော့တစ်ချက်နားလည်အောင်ပေါ့တချို့ကျွန်တော်တို့4 hour chart pattern ရတော့ကျွန်တော်တို့ဒါ အရင်တော့ဆိုရင်ကျွန်တော် lower to lower high pattern follow လုပ်ခဲ့တယ်ပေါ့နော်ဒါ8000အောက်ကိုရောက်သွားတဲ့အချိန်တုန်းကဒါလက်ရှိဆိုရင်ကျွန်တော်ပြန်ပြီးတော့ higher high higher လို့ pattern ကို follow လုပ်လာတယ် market က trend ထဲမှာရှိရပေါ့နော်လက်ရှိပြန်ပြီးတော့ကျွန်တော် daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြအောင်ပေါ့ daily အရလည်းကျွန်တော်တို့ဒီဒါ higher high higher လို့ pattern ကိုတွေ့နေရတဲ့ uptrend ကိုပြပြ move ဖြစ်နေတယ်ပေါ့နော်အာဆိုတော့ဒီမှာလည်းကျွန်တော်အရင်တော့ပြောထားတဲ့အတိုင်းပေါ့ကျွန်တော်တို့ဒီဒါကျွန်တော်ရဲ့ spot line ကို break လုပ်တဲ့အချိန်မှာဒါ downside ကိုရောက်ခဲ့တယ် အပြန်ပြီးတော့ကျွန်တော် spot line ကို cross လုပ်တဲ့အချိန်မှာကျတော့ကျွန်တော် attend တဲ့ဟိုတဖြည်းဖြည်း move ဖြစ်ခဲ့တယ်ပေါ့နော်အာဆိုတော့ကျွန်တော်ရဲ့ဒါ next target အနေနဲ့ဆိုရင်ပြောရမယ်ဆိုရင်တော့လက်ရှိ4200ကိုကျွန်တော် achieve လုပ်ပြီးသားပြီပေါ့နော်ဒီကနေ set ပြီးတော့ကျွန်တော်တို့အတွက် target တွေကဒါတသိန်းပေါ့နော်အဲ့ကနေဟိုဘက်ကိုကျွန်တော်3900တသိန်း8000ပေါ့အဓိကကျွန်တော်ဒီကနေဟိုဘက်ကိုကြာတော့ဒါ9200 break လုပ်ပြီးရနောက်ပိုင်းဒါ9000 8000 9000တောင်မို့အဲ့အနေထားဝင်ချင်မှာတစ်ခေါက်ကျွန်တော် first entry ရမယ်ပေါ့နော် အဲ့ဒါရပြီးသွားပြီဆိုရင်တော့ကျွန်တော်တက်ဟိုဘက်ကို target တွေက3သိန်း3သိန်း9000 3သိန်း8000ပေါ့နော်ဒါတသိန်း9000တသိန်း8000ဆိုတာဘာကြောင့်အရေးကြီးလဲဆိုတော့ဒါကကျွန်တော်ဒီ bull run အတွက်ကိုဒါ signal တစ်ခုဖြစ်တယ်ပေါ့နော်တသိန်း9000တသိန်း8000ကိုကျွန်တော်က cross low လုပ်နိုင်မှာဟိုဘက်ကိုကျွန်တော်ကောင်းကောင်းမှုမှုဖြစ်နိုင်မှာပေါ့ဆိုတော့လက်ရှိကျွန်တော်ကတော့ဒါပြောမယ်ဆိုရင်9000ကနေဒါ9000 2000ကနေပြီးတော့ဒါ7000 3000ပေါ့နော်ကျွန်တော်ဒီကြားထဲမှာရှိနေတဲ့ရွေးကတော့ကျွန်တော်အရင်ဆွေးကြခြင်းမရှိဘူးပေါ့ အဲတကယ်လို့ကျွန်တော် support line တစ်ခုဖြစ်တဲ့8000 3000 8000 4000ဒီပြန်ရောက်မယ်ဆိုရင်တော့မှအရင်ဆိုးဆိုးဝါးဝါတော့မဟုတ်ဘူးပေါ့ဒါပေမဲ့လည်းကျွန်တော်8000 8000 9000ဆိုတဲ့ anti bite တစ်ခုကိုပဲဒါကျွန်တော် percentage အနေနဲ့ယူမယ်ပေါ့နော်အလောက်ထိကြတော့ကျွန်တော် high low pattern ရှိလာနိုင်တယ်ပေါ့ဆိုတော့ target တွေကတော့ခုနကျွန်တော်ပြောထားတဲ့အတိုင်းပဲပေါ့နော်အာဆိုတော့ဒီကနေတစ်ပြေးပြေးကျွန်တော်ဒါကောင်းကောင်းမုံမှုဖြစ်မှလာလာတော့ရှိရပေါ့နော်ဒါမှလည်းကျွန်တော်ဒီ weekly closing ဖြစ်တဲ့အတွက်ကြောင့်မလို့ request မှာနည်းနည်းလေး downside ကိုတော့ပြန်ရောက်ဖို့ရှိတယ်ပေါ့နော်စနေတနေ့ကတွေဒါနှိစက်လာပြီဆိုတဲ့အတွက်ကြောင့်မလို့ အာဆိုတော့ကျွန်တော်ဒီအာ daily chart pattern ရရောကျွန်တော်ဒီ4 hour chart pattern ရရောဒီကွက်ကတော့ uptrend ထဲမှာရှိနေရပေါ့နော်ဆက်ပြီးတော့ကျွန်တော်ဒီမှာ weekly chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော်ကျွန်တော်ပို့ပြီးတော့ target တွေကို entry တွေကိုနားလည်လို့ရအောင်ပေါ့ weekly ရဆိုရင်ကျွန်တော်ပြောထားတဲ့အတိုင်းပေါ့နော်အရင်ကတည်းကကျွန်တော်ဒီ uptrend ထဲမှာရှိနေကြတာပေါ့တဖြည်းဖြည်းနဲ့ကျွန်တော်ဒါ uptrend ထဲကို move ဖြစ်နေကြတာ weekly ထဲမှာဆိုရင်ကျွန်တော်အချိန်ကြာပြီပေါ့နော်ဒါ uptrend ထဲကိုရောက်နေတာအာဆိုတော့ကျွန်တော်ဒီအရင်တော့9000 9000လောက်ရောက်တဲ့အချိန်တုန်းကတော့မှကျွန်တော်တို့ဒီဒါ ြောမယ်ဆိုရင် uptrend ထဲမှာပဲရှိနေတာဖြစ်တယ်ပေါ့အာဆိုတော့ကျွန်တော်အရင်တော့ဒီ weekly အရ high high pattern တော့ဆိုရင်တသိန်းအထက်ကိုကျွန်တော် cross လုပ်ခဲ့တယ်ဒါ high လို့ကြတော့ကျွန်တော်ဒီ9500အောက်ကိုနည်းနည်းရောက်ခဲ့တယ်ပေါ့နော်ဆက်ပြီးတော့လည်းကျွန်တော်ဒီ downside ကိုရောက်ပြန်ဆိုရင်ကျွန်တော်ရဲ့ DC point ဒီ second and third DC point က9000ကနေ9200မှာပဲလုပ်မယ်ပေါ့နော်ကျွန်တော်အဲ့ဒီရောက်မယ်ဆိုရင်တော့ market မှာအဲ့ကနေစပြီးတော့တဖြည်းဖြည်းလေး recovery ဖြစ်နိုင်တဲ့ chance တွေလည်းများတယ်ပေါ့နော်တကယ်လို့ BTC က9000အောက်ကိုရောက်မယ်ဆိုရင်တော့ကျွန်တော်ဒါ bull run ပြီးသွားပြီလို့ ဒါဒီလိုခမန်းလို့ရတယ်ပေါ့နော်တော်တော်များများလည်းဒီလိုခမန်းထားကြတာရှိရပေါ့ဆိုတော့လက်ရှိဒီချိန်မှာအာကိုက future trade ကိုကောင်းကောင်းမွန်လုပ်တဲ့လူဆိုရင်တော့ဒါအရင်ဆိုရင်ကြာမရှိဘူးပေါ့နော်ဒါပေမဲ့ကိုက future trade မှာကောင်းကောင်းမွန်မလုပ်တတ်သေးဘူးဆိုရင်တော့ဒါ promo entry ကိုတတိထားမှအချိန်တခုဖြစ်တယ်ပေါ့နော်အာဆိုတော့ promo entry ကိုကောင်းကောင်းမွန်တတိထားပါလက်ရှိကျွန်တော်ပြောထားတဲ့ tag entry ကတော့ဒါ၈000 8000ကနေပြီးတော့ပို့တော့မှကျွန်တော် first entry ဖြစ်မှာပေါ့နော်အာဆိုတော့ဒီမှာတခုပြောချင်တာကကျွန်တော်က ဒါ financial advisor တယောက်တော့မဟုတ်ဘူးပေါ့ဗျာနော်ကျွန်တော်မြင်တဲ့အမြင်ကိုကျွန်တော်ပြောပြရဖြစ်တဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့ရဲ့ပတ်စံဖြစ်တယ်ခင်ဗျားတို့ကိုယ်တိုင်သုံးသပ်ပြီးတော့မှကိုယ်တိုင်လေ့လာပြီးတော့မှဝယ်ပါ NTU ပါ target တွေထားပါပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်